အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီနေရာကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ဲ့တော့ကျွန်တော်တို့ဒါဒီနေ့မှာတော့ဒါကျွန်တော်တို့ဆိုရစစီဒါပွဲခံခဲ့တဲ့မြန်မာစံတော်ချိန်6နာရီလို့ပွဲစဉ်ပါတော့ဒါကျွန်တော် Chelsea အသင်းက9ပွဲဆက်ပြီးတော့ Northern Forest ရဲ့အိမ်ဝင်းမှာ6ပြတ်3-0ဆိုတဲ့ရလနဲ့တူဒီနေ့ပွဲစဉ်မှာဒါ Chelsea အသင်းကအနိုင်ယူသွားခဲ့တယ်ဖြစ်တယ်ဒီနေ့ပွဲစဉ်မှာဒါ Chelsea အသင်းရဲ့နာနီဆိုတဲ့နာမည်မျိုးမဟုတ်တော့ဘဲနဲ့ဒါကျွန်တော်တို့မနာတော့ဘဲနဲ့ဒီပဲหนีတော့တဲ့အခြေအနေတစ်ခုကိုရောက်ရှိသွားခဲ့တယ်လို့ပဲပြောလို့ရမယ်ဒီမှာပါတယ်မာလိုဂူစတိုကိုဒီနေ့ပွဲစဉ်မှာဒါကျွန်တော်နှစ်ဝါတနီနဲ့တွေ့ခဲ့ရပြီးတော့ Chelsea အသင်းရဲ့ဒါကျွန်တော်တို့တပွဲမှာတယောက်หนีရယ်ဆိုတဲ့ပုံစံမျိုး ူလီအတိုင်းပဲဒါဒီနေ့ပေါ်စံမှာဆက်လက်ပြီးအနီတယောက်တွေ့ခဲ့ရတယ်မှာပါတယ်အဲ့တော့ဒီနေ့ပေါ်စံမှာကိုယ့်ရဲ့ဒါနီးပြဟောင်းဖြစ်ခဲ့ဘူးတဲ့ S poster cock gluterol လေးကိုဝမ်းနေစရာကောင်းခဲ့တယ် S poster cock green dot down hotspot အသင်းနဲ့ဒုံကပုံစံမျိုးပါပဲဒီနေ့မှာလည်းဒီလိုပုံစံမျိုးထပ်ပြီးတွေ့ခဲ့ရတယ်အဲ့ဒါကပါလေအသင်းရဲ့ကစားပုံလေးကကောင်းပဲလို့ဒါကျွန်တော်ပထမပိုင်းမှာကြိုင်တဲ့အနေအထားမှာရှိတယ်ဒါတစ်ဖက်က Chelsea အသင်းနဲ့ပထမပိုင်းမှာတော့ဒါကျွန်တော်ကြက်ကြက်ရဲတွေလောက်တာမှာအများကြီးပဲ ဒါပကတာကျွန်တော်မမဲ့ရဲ့အရာဒါကျွန်တော်တို့ Astro ဆိုတော့ Northern Forest ရဲ့ဒါကျွန်တော်တို့တိုက်စစ်ပိုင်းကဘာမှမလုပ်နိုင်လို့ဒါ Chelsea ဘက်ကတော်တော်လေးကိုခံသာသွားခဲ့လို့ပြောလို့ရတယ်မှာပါတယ်။ဒါအရင်တော့ကလည်းတော်တော်လေးကိုမတူဘဲ क्वे ပြတဲ့ Morgan Gisswhite ကြီးကိုတွေးခဲ့ရတယ်တော်တော်လေးကိုဝန်နေစရာကောင်းတယ်။ဒီနေ့ပေါ်မှာဒါအဝူလီဆိုတဲ့ဒါအခွင့်ကောင်းနေအများကြီးရရှိခဲ့ပေမဲ့ကစားသမားကအရင်လိုပုံစံမျိုးမဟုတ်ဘဲနဲ့တော်တော်လေးကိုလွလွန်ဆွဆွဖြစ်သွားခဲ့တဲ့အနေအထားမှာရှိတယ်။ Tamman Pass ကိုတော့မနိုင်တော့တဲ့ကစားသမားတွေမှာဒါ Northern Forest မှာအများကြီးဖြစ်လာခဲ့တယ်မှာပါ။အဲ့တော့ဒီနေ့မှာဒါကျွန်တော်တို့ခံစစ်ပိုင်းမှာဒါပထမအားလုံးတွေးထားခဲ့တဲ့ပုံစံ ံနိုင်မယ်ဒါကျွန်တော်တို့မရီလိုမိုရာတိုဒါကျွန်တော်မီလကနိုဗစ်ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်တော့ရောက်တွေ့လာခဲ့တယ်ဒီနေ့မှာဝင်းဘတ်တီကမှဆင်ချန်ကွန်းနဲ့နီကိုဝီလျံနဲ့ပြန်တွဲပြီးတယ်ဘောနော်အဲ့တော့ Xbox ကောကူတွေကဒီနေ့ပွဲစမှာဝန်နေတယ်ဆိုပေမဲ့တစ်ဖက်က Chelsea တို့ကဒီနေ့ပွဲစမှာဝန်ပါစရာတွေအများကြီးဖြစ်ခဲ့တယ်အဲ့ဒါကဘာလဲဆိုတော့လူငယ်ကစားသမားလေးဖြစ်တဲ့အာချမ်ပောင်ရဲ့ပထမဆုံး Chelsea အသင်းရဲ့လူကြီးအသင်းစီနီယာအတွက်ဒါသွင်းကိုတကုတ်ကိုသွင်းခဲ့ပြီးတကယ်ကိုအရေးပါတဲ့ turnaround လုပ်ပြခဲ့တယ်ဒီနေ့ပွဲစမှာဒီကိုကိုမသွင်းခင်မှာဒါ Aston Villa နဲ့ဒါကျွန်တော် Chelsea နဲ့ဒါကျွန်တော်လွန်ဆွဲမှုတွေကိုပြိုင်ခဲ့တယ်ဒါဆိုဆို Aston Villa ဘာဘယ်လိုလဲ Aston Villa ဆိုတော့ ော်တန်ဖွယ်စနဲ့တော့ကျွန်တော်တို့ချက်စင်းနဲ့ဒါလွန်ဆွဲမှုတွေပြန်ခဲ့တယ်။နော်တန်ဖွယ်စနဲ့ဒီနေ့ပွဲစဉ်မှာတချို့သော movement မှာတော်တော်လေးကိုကောင်းခဲ့တဲ့ movement လေးတွေရှိခဲ့ပေမဲ့လုံးဝအခွင့်ကောင်းတွေကိုအသုံးမချနိုင်ခဲ့ဘူး။နောက်ဆုံးပြတာ2-1 2-0ဖြစ်နေချိန်မှာ2-1ပြန်လာနိုင်မှု movement တချို့ရှိခဲ့ပေမဲ့ဒါတိုင်ထိတာနဲ့ဒါကျွန်တော်ကစားသမားတွေတိချမသုံးမချတတ်တာဒီနေ့ပွဲစဉ်မှာဒါကျွန်တော်အမြင်ပြောရမယ်ဆိုရင်ကစားသမားတွေကိုယ်တိုင်ကလည်းဒါကျွန်တော် Ash Poster Goku လက်အောက်မှာ sort ပေးဖို့အတွက်ဒါအစီအစဉ်မရှိတော့ဘူး။ ုံကပေါ်လာပြီလို့ပဲမြင်တယ်။ကစားသမားတွေမျက်နှာမိတ်မြဲခဲ့တာကြောင့်ကစားသမားတွေအခြေအနေဒီလိုပုံစံမျိုးတွေကိုကြည့်မယ်ဆိုရင်တော့အခြေအနေရဒါတော်တန်ဟော့စပါအတင်းတွေဒါဥစ္စာဘက်တော်တန်ကဘယ်လိုဖြစ်လို့အက်စတရိုဗီလာပြောလိုက်ဒါရှိသမျှအတင်းတွေတော့တော်တော်လက်ရှိမှာနမိတ်ဖိုင်လမ်းမတူဘူး။ တော့တန်ဖိုးရစ်ဆိုတော့တော်တော်လေးယူတာအဆင်မပြေတဲ့အသင်းသင်းဖြစ်လာခဲ့တယ်။ဒီဘက်ကချက်စီသင်းနေတာကျွန်တော်အမှန်တမ်းပြောမယ်ဒုတိယအသင်းကိုဒါကျွန်တော်တို့ဆက်ပီးစ်ကပဲပေါ့နော်ဆက်ပီးစ်ကသွင်းသွားတဲ့သွင်းကိုမှဘေးလပ်လုပ်သွားတဲ့ဥစ္စာကိုကျွန်တော်အရင်သဘောကျတယ်။ဒါဒီနေ့ပုံစံမှာကြည့်ပြီးတော့ကျွန်တော်ကိုပါမမပါတဲ့အသင်းကဒါကျွန်တော်လိုအပ်ချက်တွေရှိတယ်ဆိုတာမှတ်မိမဲ့ချက်စီသင်းနေတာကျွန်တော်တို့လက်ရှိမှာသူတို့အနေနဲ့သူတို့အသင်းကဆက်ပီးစ်ကကောင်းနေဆိုတာကိုဆက်လက်ပြီးပြခဲ့တယ်။၃ဂိုးမှမှ၂ဂိုးကိုဒါဆက်ပီးစ်ကနဲ့ချက်စီအသင်းစီကကျွန်တော်တွေးခဲ့ရပြီးတော့တကယ်တကယ်ကိုကောင်းတဲ့သွင်းကိုတွေဖြစ်ခဲ့တယ်။ဒုတိယပိုင်းမှာဒါကျွန်တော်ရခဲ့တဲ့ဒါကျွန်တော်တို့ စပီးစ်ဒါကျွန်တော်တို့ကန်သွားတဲ့အလုံးပေါ့နော်အဲ့စပီးစ်ကန်သွားတဲ့အလုံးကဒါကျွန်တော်တို့ဟိုစပီးစ်ရသွားတဲ့ပုံစံအရင်မိုက်တယ်ဒါကျွန်တော်တရကျွန်တော်တို့ဒါတကီတာကပုံစံမျိုးတွေဆော့သွားပြီးမှဒါကျွန်တော်ဒါ Northern Fuel ရဲ့ကစားသမားဒါကျွန်တော်စီးစိတ်မှာဒါကျွန်တော်တို့စီးစက်မှာဒါကျွန်တော်တို့ဖောင်းချသွားတယ်ဒီနေရာမှာဒါ Receive Jane နေနဲ့ဒါကျွန်တော်ရသွားခဲ့ပြီးတော့ Receive Jane ကိုတိုင်းပဲဒီနေ့ပွဲစမှာဒါကျွန်တော်တော်တော်လေးတွေ့အဲ့တော့ ဒါအမှန်တမ်းပြောကစားသမားတယောက် ACL ကခဏခဏဖြစ်ပြီးပြန်ဘလောက်ပဲပြန်လာဘောကြီးကိုအရှုံးမပေးတဲ့ကစားသမားတွေမှာဒါ receiving ကိုတော့ important ချီးကျူးတယ်မှာပါတယ်ဘလောက်ပဲသူ့ကိုဒံရာတွေနှိမ့်ဆက်နှိမ့်ဆက် receiving ကအဲ့ဒီဒံရာကပြန်လာပြီးဆိုအရင် receiving ကိုအမြဲတမ်းပြန်မိရယ်အမြဲတမ်းလည်းကောင်းနေတယ်မှာပါတယ်ပြီးတော့ဒါ captain တယောက်ကဒီနေ့ပေါ်စမှာဒါကျွန်တော် receiving ကသူ့အနေနဲ့ဘာလို့တာဝန်ကိုထမ်းဆောင်နိုင်လဲဆိုဆက်လက်ပြီးပြသကြတယ် Chelsea မှာကျွန်တော်ဒါတဖြည်းဖြည်းလစ်ဟာနေတဲ့ဒါ captain ကောင်းတယောက်ဆိုတဲ့ဒါကျွန်တော် ability တွေကိုဒီနေ့ပေါ်စမှာဒါ James ကနည်းနည်းလေးပြန်တွေ့လာခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီနေ့ပေါ်စမှာသူ့အသင်းရဲ့ကစားအုပ်မကောင်းဘူးဒါပေမဲ့ ဒီနေ့ပေါ်တမှာသူတို့အတင်းကိုကောင်းကောင်းကြည့်တာ James Lee လို့သွားနိုင်ခဲ့တယ်မှာပါအဲ့ဒါခါကျရင်ကွင်းထဲမှာပေါ့နော်ခင်ဗျဘလောက်ပဲ passerity ဖြစ်နေဖြစ်နေ အချို့ဘောမှာပေါ့နော်ကျွန်တော်ဒါတစ်ခေါက်ပြောဘူးတယ်ချယ်ဆီကိုအန်ဒါဒေါ့ကိုတွေးရနေရအကဘာဖြစ်တဲ့နေပဲချယ်ဆီဒီအန်ဒါဒေါ့ဖြစ်တဲ့နေကအိုက်ပွဲနိုင်ရနေပဲဒါ100%ပဲချယ်ဆီအန်ဒါဒေါ့ကိုခင်ဗျားတွေးရနေအဲ့ဒါနဲ့အဲ့တော့ဒီနေ့ပုံစံကျွန်တော်ပထမပိုင်းကြည့်ပြီးတော့ချယ်ဆီကဒီနေ့ပုံစံမှာတော်တော်လေးဟိုဒါဆိုအားနေနေတယ်ပေါ့နော်အဲ့လိုတွေးလိုက်ချိန်မှာလူကြမှာချယ်ဆီတိတ်တာပဲဒါဘလူးဘက်ဂိုးသွင်းသွင်းပေါ့နော်ကျွန်တော်နက်တိုးဒီနေ့ပုံစံမှာပေးလိုက်တဲ့ပထမဆုံးသွင်းကိုဆိုပြမလိုက်ပေါ့နော်ဒါဖွဲစကဗျာဒီနေ့ပုံစံမှာတစ်ခါကျရင် back 5နဲ့ဆော့ back 5နဲ့ငါပြလောက်ဒီလူတွေပြုံတိုးနေတဲ့ဂျားတွေကနေပြီးတော့ Northern Forest ရဲ့ဒါကစားသမားအနေနဲ့ဒါသွင်းသွားတဲ့ဥစားရေတော်တော်လေး ရုပ်ပေါက်လုံအောင်နော်တန်ဘောချက်စီကစားသမားအချမ်းပေါက်တက်တင်သွားတဲ့လုံကလည်းလှသူတိုက်သွားတဲ့လုံကလည်းအင်မတန်မှလှတယ်လို့ပြောလို့ရတဲ့အနေအထားတစ်ခုလိုပဲကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်ကွာတော့ဒါကျွန်တော်တို့တိုက်သွားတဲ့လူကလည်းဒီရှိတဲ့ရှိတဲ့နေမှာလုံက perfect ရှိနေခဲ့တယ်တင်သွားတဲ့လူကလည်းဒါတိုက်ကောထောင်ပြလိုက်နေမှာ perfect ကြီးရှိနေတာကိုတွေ့ရမှာတယ်မှာပါတော့ချက်စီးတင်တဲ့ဒီနောက်ပိုင်း position မှာကျွန်တော်တို့ နီးပြအနေနဲ့မာလူဂူဆို inverted ပုံစံမျိုးသုံးလာတာပို့တွေ့ရမယ်အဓိကတော့ရှိတဲ့ receiving ရင်းကိုဒါကျွန်တော်အလွန်ကျွန် overlap လိုက်တဲ့အချိန်မှာမာလူဂူဆိုကဒီနေရာမှာဒီနေရာပြန်ဝင်မယ်ပေါ့နော်အဲဒီနေ့ပုံစံမှာဒါကျွန်တော်တို့ Chelsea အသင်းကဒါကျွန်တော်တို့ ကစားသမားတချို့ကိုအနာပေးခဲ့တယ်။ဒါနေ့ပေါ်သမားကကျွန်တော်အန်ဇိုဖာနန်ဒက်စ်တို့အဆူမပါပါနိုင်ဘူးပေါ့နော်။အဲ့တော့ဒီနေ့ပေါ်သမားကစားသမားတော်တော်များများတာချက်စီတင်နေတာကွင်းလယ်ပိုင်းအဓိကပြောင်းလဲခဲ့တယ်။ဒီပြနဲ့သူပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတော့သူ့အနေနဲ့ကောင်းကောင်းကြီးပြခဲ့တဲ့သဘောမှရှိတယ်။အဲ့တော့ချက်စီတင်ကိုယ်တိုင်ကလည်းဂျားထဲမှာဒါ week game မှာလည်းသူ့အနေနဲ့ဒါကျွန်တော်အဝေးကွင်းပွဲစဉ်ကိုသွားကန်ရအောင်မထင်နဲ့။ချက်စီကတော့ကျွန်တော်အဝေးကွင်း၃ပွဲဆက်တယ်နဲ့ကျွန်တော်ကြည့်ရဖို့ကျွန်မမိသေးတယ်လို့ပြောဟုတ်တယ်။ ်ချက်စီသင်းနဲ့ဒါကျွန်တော်တို့ဝေကူသုံးပွဲစံမဟုတ်ဘူးချက်စီသင်းကအိမ်ဝင်းနှစ်ပွဲကံအောင်မှာချက်စီသင်းရဲ့အိမ်ဝင်းမှာ IS နဲ့ကံမယ်ပြီးရင် Sunderland နဲ့ကံပေါ့အပြောချင်တာလက်ရှိမှာချက်စီသင်းကဒါနီးပြကဒါဆိုတော့ကွင်းလယ်ပိုင်းအတွက်လူချလိုက်တယ်ပြောဒါပေမဲ့ဒီနေ့ပွဲစံမှာဗျ Northern Forest ဘက်ကိုပြန်ကြည့်မယ်ဆိုကစားသမားတယောက်မှနီးပြအတွက်ဘယ်နည်းနဲ့မှမဆော့ပေးချင်တော့တကယ်ကိုဘယ်နည်းနဲ့မှမဆော့ပေးချင်တော့ Northern Forest အသင်းနဲ့ဒါကစားသမားတွေကိုတန်ကနီးပြလုံးဝ give up လို့ချလိုက်ပြီဒါတွေ့ရတဲ့အချိန်မှာဒါကျွန်တော်တို့နှစ်ကိုးလည်းသင်းပြီးတော့ Northern Forest ရဲ့လက်ရှိဒါကျောပိုင်ရှင်ဖြစ်တဲ့ American Nest ကိုတန်ကဒါအိမ်ဦးတော်ထပြန်သွားခဲ့တော်တော်လေးကိုရုပ်ပေါက်သွားခဲ့တဲ့အချိန်မှာရှိတယ်ဒါအသင်းရဲ့ဒါကျောကစား ဟိုပိုင်ရှင်တွေကိုဆိုအသိရပြိတ်သက်တွေကိုယ်တိုင်ကဒုတိယကိုတွင်တတိယကိုဆက်ကြားလောက်မှာမိနစ်60လောက်မှာခရဲပြိတ်သက်တော်တော်များများကနော်ဒန်ဖွဲစကရင်ကစပြန်တော့အဲ့တော့တေချာပိုင်ဒီပွဲပြင်တော့ Sposter ကိုဂလူးပြုတ်တော်မှာဖြစ်ပြီး Shawn Tight တယောက်နီးပြဖြစ်လာဖို့အတွက်လည်းရေပန်းစားလို့နေခဲ့လို့ပြောတယ်ဒါပေမဲ့တစ်ဖက်က Chelsea ဘက်ကကြည့်အောင် Chelsea တင်းတဲ့ဒီနေ့ပွဲစဉ်ရဲ့နိုင်ဘောကတော်တော်လေးအသင်းအတွက် impact ရှိခဲ့တယ်။ Tottenham Hotspur တင်းတဲ့လက်ရှိမှာရမှတ်တူသွားခဲ့ပြီးဂိုးကွာချချက်တော့အစ်စ်လေးတော်ရောက်သွားခဲ့။အဲ့တော့ဒီနေ့ပွဲမှာဒါကျွန်တော်ပြောချင်တာ Chelsea တင်းတဲ့ဒါဖြည်းဖြည်းနဲ့မှန်မှန် rhythm ပုံစံမှုပြန်သွားတယ်။ကျွန်တော်ပြောခဲ့လို့ပဲ Chelsea ကလက်ရှိမှာလက်မှတ်ပေါ်မှာရှိတယ်။ဒါပေမဲ့တစ်ခါခါကျရ ခုနပေါ်ပဲနည်းနည်းလေးနှေးတာတခုပဲဒါပေမဲ့လက်ရှိမှာလမ်းမှန်ပေါ်ပြန်ရလာခဲ့တယ်။နှစ်ပွဲစားနိုင်ပွဲကလက်ရှိမှာချက်စီးသွင်းတော့တော်တော်လေးကိုဒါ in tight အားတိုင်းဖြစ်စီခဲ့တဲ့သဘောမှရှိတယ်။လာမယ့်ပတ်မှာဒါကျွန်တော်လက်ရှိဆန္ဒလန်းလို့တင်ပြမယ့်တွေ့မယ့်တို့ကြောင့်ချက်စီးသွင်းနေတဲ့အနိုင်တွေကိုတောက်လျှောက်စုတ်ကင်ထားဖို့လိုအပ်တယ်ဆိုတာကိုတော့လုံးဝငင်းစရာမလိုလို့မြင်တယ်။အဲ့တော့ဒါပေမဲ့ချက်စီးသွင်းတဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့တစ်ဖက်က Frodan Force ရဲ့ပထမပိုင်းမှာအပါစီရထားတဲ့မှန်မဲ့ဒုတိယမှာချက်စီးအသင်းရဲ့အထီးတို့တို့တီတွေကတော်တော်လေးကိုသဘောကျဖို့ကောင်းတယ်လို့မြင်တယ်။ပထမပိုင်းမှာဒါ Frodan Force ကပိုကောင်းတဲ့တင်တင်ဖြစ်ခဲ့မယ်ဆိုရင်တော့ဒုတိယပိုင်းမှာဒါချက်စီးသွင်းတဲ့ချို့သော movement တွေမှာတော်တော်လေးကို ါဒါပေမဲ့ခုနခင်ဗျမြေကျွန်တော်မင်းပြောလို့ပဲ position တာတယ်ဘာညာလူချင်းနေဆိုရင်တော့မအိမ်ဘောလုံးယူသွားဆိုတဲ့ပုံစံနိုင်မယ်ဒီပုံစံမှာလည်းတကယ်တမ်းဒါကျွန်တော်တို့မိနစ်90အပြည့်မှာဆိုတော့ Chelsea က52ရာခိုင်နှုန်းနဲ့ဘောလုံး position ပူတာခဲ့ပေမဲ့ Northampton ဆိုတော့တခါခါကျရင်ပူကောင်းတဲ့အသင်းတွေဖြစ်ခဲ့တယ်ဒါပေမဲ့ အခြေတန်ကျွန်တော်တို့ကဂိုးပေါက်ထဲကိုဂိုးဝင်သွားမှသုံးဘက်ကရမှာဖြစ်တဲ့ကြောင့်ဒီဟာကပဲအရေးကြီးဆုံးအချက်ဖြစ်တယ်လို့ပဲကျွန်တော်တို့အနေနဲ့ဆိုရမယ်သဘောမှရှိပါတယ်။မြို့တော်ဝင်ဆိုစီကောင်ဒီနေ့ပွဲစဉ်ရဲ့ Chelsea အသင်းရဲ့နိုင်ပွဲကတော့အသင်းပေါ်ကူမှာအရာအများကြီးအများကြီးအရေးပါခဲ့တဲ့နိုင်ပွဲတစ်ပွဲဖြစ်ခဲ့တယ်လို့ပဲကျွန်တော်အနေနဲ့ပြောလို့ရတယ်။ Chelsea တို့ကအဖက်ဖက်ကကြည်ဆိုဒီနေ့ပွဲမှာအရန်ပျော်ဖို့ကောင်းခဲ့တယ်။ကိုပြနိုင်တယ်ဒါ academy product လေးဖြစ်တဲ့ archer board ကကိုသွင်းနိုင်ခဲ့တယ်ဒါလက်ရှိမှာတော့ကျွန်တော် chelsea အသေးတယ်မဖြစ်မမနေတွေ့ခဲ့တဲ့အနည်း အနီကတက်ကကိုဆက်လက်ပြီးတွေ့ခဲ့ရတဲ့ဘောမှာရှိတယ်။လောင်းပတ်မှာဆနာလန်လို့ဒိမှုနဲ့ကဲမှာဖြစ်တော့မာလူဂူစတိုကနှစ်ဝါတန်တီဖြစ်တဲ့အကြောင်းမျိုးဆနာလန်လောက်ကတော့ဂူစိုမပါလဲဖြစ်တယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ဒါတွက်လို့ရတယ်ဒီမှာပါပါတယ်။အဲ့တော့မြေသွေးမင်းစိုးစေးကမှဒါဂူစိုနဲ့ဒါကျွန်တော်ချန်ပီယံလိဂ်ကိုကန်ပြီးတော့ဒါကျွန်တော် ပရီးမီးယားလိဂ်ကိုတပွဲလောက်အေးအေးဆေးနားလို့ရတာပေါ့ဒါပေမဲ့ချက်စီတည့်ရဲ့နေနေပွဲစဉ်ကွင်းလေပိုင်းကိုကြည့်မယ်ဆိုမိုအန်ဇိုမရက်စ်ကငါမအိုသေးငါလုတ်ပြတတ်တယ်ဆိုတဲ့ scenario လိုမျိုးကိုဒါကျွန်တော်လက်ရှိမှာလုတ်ပြနေတာကိုတွေ့ရမယ်တဲ့မှာပါပါတယ်အဲလက်ရှိမှာချက်စီအသင်းဘက်ကပြန်ကြည့်မယ်ဆိုတော့ဒီနေ့ပွဲစဉ်ကတော်တော်လေးကိုဒါထိုက်တန်တဲ့နိုင်ပွဲတပွဲလို့ကျွန်တော်မြင်ခဲ့တယ်ရော်တန်ဖွဲစကတချို့သော moment မှာပိုကောင်းတယ်ဆိုပြီးမဲ့တကယ်ကိုအခွင့်အရေးကိုအသုံးမချတတ်ဘူးဆိုရင်တော့ဘယ်လိုမျိုးတွေဖြစ်မှာဆက်လက်ပြီးပြသခဲ့တယ် edge boss ကကလူရဲ့လက်ရအတိုင်းမှာပဲတခါကျရင်ဒါအသင်းရဲ့ဒါကျွန်တော်တိုက်စစ်ပိုင်းဆွဲရတကယ်ကိုကောင်းနေခဲ့ပြီးမဲ့အသင်းကဂိုးပြတ်ရှုံးသွားတဲ့ feeling ကဒီလိုမျိုးဖြစ်တယ်ကိုရီနေလေ ဲ့မိနစ်ကဒါအန်ရှေအောက်မှာအမြဲတမ်းခံစားခဲ့ရတဲ့ ခန်းစားချက်အတိုင်းပဲ Northern West ကတော့ဒီပုံစံတိုင်းဆက်လက်ပြီးခန်းစားနေအဲ့တော့ edge addressing မကောင်းပေမဲ့လည်း edge ထုတ်ခံရမယ်ဆိုတော့တိတ်တော့ထူးဆန်းမယ်ဒီထားမှာတော့မရှိဘူးလို့ပဲပြောနေတယ်ပဲကျွန်တော်တော့ကြည့်အောင် congratulation မှာ Chelsea လို့ပြောနေတယ်ပဲကျွန်တော်တို့နောက်မှ AAC တွေ့ကြတာပေါ့ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုတော့ TV4 ကြီးတို့မှာကျေးလူဆိုတော့ပေါင်းကူကြည့်လို့ရပါတယ်မြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးပဲကြည့်တို့မှာဗျကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစုစုမုံအောင်တောင်းပေးနေပဲကျွန်တော်တို့နောက်မှပဲ AAC တွေ့ကြတာပေါ့အားလုံးပဲကြည့်တို့မှာကျွန်တော်တို့ကြည့်ပါဦးဒီပါဗျ